ားလုံးပဲမင်္ဂလာပါချင်းရက်ဒီအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့အထက်ခေါင်းနုံသူချင်းရက်ဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီကျမကတော့ဆာမဒီနေ့နားဆင်ရမယ့်သတင်းကောင်းစဉ်တွေကတော့ချင်းမိနယ်မြောက်ပိုင်းဒေသနဲ့ကလေးကံကောဒေသတိုက်ပွဲတွေမှာစစ်ကော်မရှင်ကနေပုံမှုအပါဝင်150ထက်မနည်းတေဆုံးသွားတဲ့သတင်း ချင်းမိနယ်အတွင်းလက်နက်ကင်ပရိပိတ်ခရစဲရေးသက်ဆိုင်သူအလုံးနဲ့ညှိနှိုင်းအပြေရှာမယ်လို့ချင်းပြည်သစ်ကွန်ကရစ်ပါတီဟောပြောမဲဆွဲတဲ့သတင်းစားတဲ့သတင်းအကြောင်းအရာတွေနားဆင်ရမှာပါ အခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မြောက်ပိုင်းဒေသနဲ့ကလေးကံကောဒေသတွေမှာစစ်ကွန်ရှင်တပ်နဲ့ချင်းတော်လိုင်းပူပေါင်းတပ်တို့အကြားတိုက်ပွဲတွေတလနီပါဆက်လက်ပြင်းထန်နေပြီးတော့စစ်ကွန်ရှင်တပ်ကနေဘူမွန်းအပါဝင်တပ်ဖွဲ့ဝင်150ထက်မနည်းတေဆုံးပြီးစစ်တုံးဘန်းတွေကိုလည်းဖမ်းဆီးရမိထားတယ်လို့ချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနထံကနေသိရပါတယ်အခုလက်ရှိအခြေအနေဒီနေ့အထိပေါ့နေ့စဉ်နဲ့အများတိုက်ပွဲတွေဖြစ်နေတာပါ တိုက်ပွဲကဘယ်လိုဆက်ဖြစ်မလဲဆိုတာကျွန်တော်တို့ကနားမှာတော့မဟုတ်ပါဘူးမရမက တိုက်ထုတ်သွားမှာပါရန်သူဖက်ကလည်းလေရင်တွေအလွန်အကျွံသုံးတဲ့ဟာတွေအခုတလောရှိနေပါတယ် drone လေရင် white wolf တွေနဲ့ကျွန်တော်တို့ကိုဘုံလာကျဲတာတွေတော်တော်လေးတော့များတယ်ကျွန်တော်တို့ကတော့ခုခံနိုင်တဲ့လောက်ခုခံပြီးတော့ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်လို့ချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနပြန်ကြားရေးတာဝန်ခံ slide 9 john kim ကပြောပါတယ် စစ်ကွန်မရှင်တပ်ဟာလေကြောင်းနဲ့ drone တွေကိုအထူးကအားပြုပြီးထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့နိုဝင်ဘာလ18ရက်နေ့ကနေ22ရက်နေ့အထိ9ရက်တာတိုက်ပွဲတွေအတွင်းမှာတော့စစ်ကွန်မရှင်ဘက်ကအင်အား90ခန့်တည်ဆုံတယ်လို့ချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနကနိုဝင်ဘာလ22ရက်နေ့ကထုတ်ပြန်ထားတာပါစစ်ကွန်မရှင်ဟာတိုင်ယာရသူတွေကို MI17 နဲ့တေထုတ်သွားတဲ့အကြောင်း တော်လိုင်းရေးပူပေါင်းတပ်ဟာစစ်တုံးပန်းတချို့ကိုထပ်မံဖမ်းဆီးရမိပြီးလက်နက်ခဲယံတွေကိုလည်းသိမ်းဆည်းရမိတဲ့အကြောင်းဒရုန်းတချို့ကိုလည်းပစ်ချနိုင်ခဲ့တဲ့အကြောင်းသိရပါတယ်။ကလေးမျိုးနဲ့ဂံကောမျိုးအကြားကတိုက်ပွဲတွေမှာနိုဝင်ဘာလ16ရက်နေ့က ဂျက်ဖိုင်တာနဲ့ဘုံ၈လုံး၊ဝိုက်ထော့ဖ်နဲ့ဘုံ150ကျော်၊နိုဝင်ဘာလ19ရက်နေ့ကဂျက်ဖိုင်တာနဲ့တကြိမ်၊နိုဝင်ဘာလ22ရက်နေ့ကဝိုက်ထော့ဖ်နဲ့ဘုံ60ကျော်အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ဖလန်ဝူဘလာအကြတိုက်ပွဲတွေနဲ့တိရင်ခိုင်ကအကြတိုက်ပွဲတွေမှာတော့နိုဝင်ဘာ22ရက်နေ့မှာစစ်ကော်မရှင်တပ်ကဂျက်ဖိုင်တာနဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ နိုဝင်ဘာလလ3ပိုင်း18ရက်နေ့အထိကလေးကံကောဖလမ်တိတိမျိုးကတိုက်ပွဲတွေမှာလဲစစ်ကမရှင်တပ်ဖက်ကဘူမှုဘူကြီးအဆင့်တွေအပါဝင်တပ်ဖွဲ့ဝင်100ခန့်သေဆုံးပြီးစစ်တုံးပန်းတချို့ကိုဖမ်းဆီးရမိတဲ့အကြောင်းလက်နက်ခင်းရံတွေကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်းဒရုန်းတချို့ကိုလည်းပစ်ချနိုင်ခဲ့ကြောင်းသိရပါတယ် ကလေးမျိုးနဲ့ဂန်ကောမျိုးအကြားကတိုက်ပွဲတွေမှာနိုဗ ెంబ ာလ16ရက်နေ့က Jet Fighter နဲ့ပုံ၈လုံး White Wolf နဲ့ပုံ150ကျော်နိုဗ ెంబ ာလ19ရက်နေ့မှာ Jet Fighter နဲ့တစ်ကြိမ်နိုဗ ెంబ ာ22ရက်နေ့မှာ White Wolf နဲ့ပုံ60ကျော်အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ကြောင်းသိရပါတယ် ဖလန်းဝေဘိုလာအကြတိုက်ပွဲတွေနဲ့တည်ထင်ခိုင်ကအကြတိုက်ပွဲတွေမှာနိုဝင်ဘာလ22ရက်နေ့ကစစ်ကော်မရှင်တဟာချက်ဖိုင်တာနဲ့နှစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်နိုဝင်ဘာလ3ပိုင်းကနေ16ရက်နေ့အထိကလေးကန်ကောဖလန်တီးရီမြို့ကတိုက်ပွဲတွေမှာလဲစစ်ကွန်မရှင်တပ်မဘူမှုဘူးကြီးအဆင့်တွေအပါအဝင်တပ်ဖွဲ့ဝင်100ခန့်တေဆုံးပြီးစစ်တုံးပန်းတချို့ကိုဖမ်းဆီးရမိကြောင် လက်နက်ခဲယမ်းတွေကိုလည်းတင်စေရမိကြောင်းချင်းကာကွဲဝင်ကြီးဌာနက November လ18ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာလည်းစစ်ကောင်စီတပ်ဟာ Jet Fighter Wild Wolf Lion drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေအပြင်းအထန်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ချင်းမီနယ်မြောက်ပိုင်းကိုစစ်ကောင်စီတပ်ကအောက်တိုဘာလကုန်ပိုင်းကစတင်ပြီးတိရိန်ကနေတိုင်ငင်းကို အင်အားရာကြီးစစ်ကြောင်းတကြောင်းကလေးတည်ရင်လမ်းအတိုင်းတိုင်ငင်းဖက်ကိုအင်အားရာကြီးစစ်ကြောင်းတကြောင်းဝေဘလာကနေဖလမ်မြုပ်ကိုဥတီတဲ့အင်အားရာကြီးစစ်ကြောင်းတကြောင်းစုစုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့လေကြောင်း drone ပစ်ကိုအများအပြားအသုံးပြုပြီးအပြင်းထန်ထိုးစစ်ဆင်နေခြင်းလည်းဖြစ်ပါရယ်ဒေါ်လာရေးပိုးပေါင်းတက်ဖက်ကနေကြဆုံးမှုတချို့နဲ့ထိခိုက်တိုင်းရာရရှိမှုတွေလည်းရှိနေတယ်လို့စီးရီးတည်ရင်မြင့်တွေစီကတီးရပါရယ်အဲ့ဒီထိုးစစ်တွေကြောင့် တိုင်ငင်းဝေဘလကနေဒီတောင်တို့ကိုတော်လိုင်းရေးပူပေါင်းတက်တွေလွတ်လွတ်ခဲ့ရပေမဲ့နိုဝင်ဘာလ18ရက်နေ့ကကနေဒီတောင်ကိုချင်းတော်လိုင်းတပ်ဖွဲ့တွေကပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တော်လိုင်းရေးပူပေါင်းတက်တွေဟာချင်းတောင်ပေါ်တက်လာတဲ့စစ်ကောင်မရှင်တပ်တွေကိုတိုက်ခိုက်နေသလိုချင်းစကိုင်းမကွဲအဆက်ကစစ်ကောင်မရှင်အထိုင်ချစကန်းတွေကိုလည်းပြန်လည်သိမ်းပိုက်နိုင်ရေးဆောင်ရွက်နေကြောင်းသိရပါတယ်။ကလေးမျိုးနဲ့ကံကောမျိုးအကြမ်းမှာချင်းပြည်အစိုးရကာကွယ်ဌာနရဲ့စစ်ကြောင်းတင်ဟာ ဗကော့ PDF ကျောင်းသားတက်မတော် ABSDF PDF ခင်ရိုင်တိုက်ရင်တွေပါကဖရီကလေး Revolution Force KRF Ranger ကလေး Defense Force RKDF Your Defense Force YDF စတဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပူးပေါင်းတိုက်ခိုက်နေကြောင်းလည်းသိရပါတယ်ဖလန်းဝေဘလာမျိုးအကြားနဲ့တီးရင်ခိုင်ကမျိုးအကြားရှိတိုက်ပွဲတွေမှာတော့ချင်းပြည်အစိုးရရဲ့စစ်ကြောင်းနှစ်ကြောင်းဟာချင်းရင်အောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF PDF ဆိုလန်တို့အပြင်ကလေး Revolution Force KRF နဲ့ပူးပေါင်းပြီးစစ်ကွန်မရှင်တပ်တွေကိုတိုက်ခိုက်နေကြောင်းလည်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အာနာသိန်းစစ်ကွန်မရှင်ကချင်းပါမဲ့ရွေးကောက်ပွဲမဲဆွယ်ဟောပြောမှုမှာချင်းမိနယ်အတွင်းလက်နက်ကင်ပြိပိခရက်စဲရေးအတွက်သက်ဆိုင်သူအလုံးနဲ့ ကျူပိုင်းညှိနှိုင်းအဖြစ်ရှာမယ်လို့ချင်းပြည်သည့်ကွန်ကရစ်ပါတီဟောပြောမဲဆိုင်နေပါတယ်။လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ချင်းပြည်သည့်ကွန်ကရစ်ပါတီက၎င်းတို့ရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်တွေကိုနိုဝင်ဘာလ22ရက်နေ့ကစစ်ကော်မရှင်လက်အောက်ခံမီဒီယာတွေကနေတဆင့်မဲဆိုင်ရမှာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။စင်ပီနဲ့အတွင်းလက်နဲ့ကင်ပရိပခရက်စဲကြီးအတွက်သက်ဆိုင်သူအလုံးနဲ့ကျူပိုင်းညှိနှိုင်းအပြေရှာဖို့ဖြစ်ပါရယ် ဒီလုပ်ငန်းစဉ်ကိုရွေးကောက်ပွဲရလအရာပေါ်ထွက်လာမယ့်အစိုးရအသစ်ကဥဆောင်မှာဖြစ်ပြီးတော့ပါဝင်သင့်ပါဝင်ထိုက်သူအလုံးပါဝင်ရမှာဖြစ်ပါတယ်။ယာယီအဖြစ်ခက်ရက်စဲကတွေ့ဆုံဆွေးနွေးရာကနေပြိပခလုံးဝရက်စင်းနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းကြရမှာဖြစ်ပါတယ်။ယာယီနေရစွန့်ခွာသူတွေဂုံတိခါရှိရှိမိမိနေရပြန်လာနိုင်ရေးလုံခြုံရေးအာမခံချက်ရအောင်ဖန်တီးပေးရေး စာဝတ်နေရေးအတွက်အလုပ်အကိုင်းအခွင့်အလမ်းများရရှိရေးရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာတွေပြန်လည်ကုစားရေးအရေးပေါ်ရေတိုးရေရှည်အထောက်ပံ့တွေရရှိရေးဆောင်ရွက်ပေးရမှာဖြစ်ပါလေလို့ချင်းကျေတဲ့ကွန်ကရစ်ပါတီဥက္ကဋ္ဌဦးစိုးထက်ခွန်ဆလိုက်မဲလို့ကပြောပါရီ လက်နဲ့ကင် ပြိပခတွေကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့အများပြည်သူပိုင်းအဆောက်အဦတွေလူနေအိမ်တွေပြန်လည်ပြုတ်ပြင်တိဆောက်ခြင်းကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးကုန်ကြစရိတ်ကိုအစိုးရအပြင်ပြည်တွင်းပြည်ပအလှူရှင်တွေစီကအကူအညီများရရှိနိုင်ရေးပြည်သူနဲ့ပူးပေါင်းလှုပ်ဆောင်သွားမယ်လို့ပါတီဥက္ကဋ္ဌဦးစိုးထက်ကပြောပါတယ်တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ် NCA လုပ်ငန်းစဉ်အစဉ်အဆက်ကို တက်ကြွစွာပါဝင်သွားမှဖြစ်ပြီးတော့ နိုင်ငံရေးသဘောထားချင်းမတိုက်ဆိုင်လို့လက်နက်ကင်ကြတဲ့တိုင်းရင်းသားညီအကိုအဖွဲ့ပေါင်းစုံကိုနိုင်ငံရေးစွဲဝဲပေါ်ရောက်ရှိလာအောင်ပြည်သူတွေနဲ့လက်တွဲပြီးစီယုံလှုပ်ဆောင်သွားမယ်လို့အဲ့ဒီပါတီလုပ်ငန်းစင်မှာဖော်ပြထားပါတယ်။ ချင်းပြည်နယ်ပလဝမြို့နယ်ကိုဖြတ်သန်းသွားတဲ့ကလတန်ဖက်ဆုံစီမံကိန်းဟာချင်းပြည်နယ်တူတက်ရေးအတွက်အရေးပါတဲ့စီမံကိန်းတစ်ခုဖြစ်ပြီးတော့စစ်အစိုးရရဲ့ရွေးကောက်ပွဲမှာအနိုင်ရရှိပါကပြည်သူတွေလူလာတဲ့စီမံကိန်းတွေဖော်ဆောင်ပေးမယ်လို့လည်းမေးဆွယ်ဟောပြောမှုမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ချင်းပြည်သည့်ကွန်ကရစ်ပါတီဥက္ကဋ္ဌဦးစိုးထက်ဟာစစ်တမအငင်းစားဒုတိယဘူမူကြီးဖြစ်ပြီး၎င်းရဲ့ပါတီဟာလက်ရှိရွေးကောက်ပွဲမတိုင်မီမှာပေါ်ထွက်လာခြင်းပဲဖြစ်ပါတယ်။ ဇုံမီအမျိုးသားပါတီကလည်းဇုံမီတိုင်းရင်းသားတွေရဲ့အမျိုးသားအကျိုးစီးပွားကာကွယ်စောင့်ရှောက်မြင့်တင်ရေးအတွက်လှုပ်ဆောင်မယ်လို့ဆိုကောင်နိုဗင်ဘာလ23ရက်နေ့ကအဲ့ဒီပါတီဘဟုအလို့မှုဆောင်ကော်မတီဝင်ဒေါ်ဂိုင်အင်ဂျင်ကမဲဆွေးနေပါရီနိုင်ငံရေးပြဿနာတွေကိုနိုင်ငံရေးနှိမ့်လန်းတွေနဲ့ဒီစေဥပရေပေါအတွင်းမှာသာအပြေရှာမယ်လို့ပါတီကအခိုင်အမာယုံကြည်တယ်လို့ဒေါ်ဂိုင်အင်ဂျင်ကမဲဆွေးနေပါရီ ဒီဇမလ28ရက်နေ့မှာအာနာသိန်းစစ်ကော်မရှင်ဟာရွေးကောက်ပွဲပရမပိုင်းကိုနိုင်ငံတော်ဝန်မှကျင်းပသွားမှာဖြစ်ပြီးချင်းမီနယ်မှာဟာခနဲ့တိတိမျိုးတို့ပါဝင်ကြောင်းထုတ်ပြန်ထားပါရယ်အဲ့ဒီရွေးကောက်ပွဲတွေမှာလွှတ်တော်၃ရက်အတွက်ချင်းပြည်နယ်ကကိုစလဲနေရ28နေရကိုကြန့်ခိုင်ရေးပါတီချင်းပြည်သစ်ကွန်ကရစ်ပါတီစုံမြင့်မျိုးသားပါတီပြည်သူ့ရှေ့ဆောင်ပါတီနဲ့ခုံမြင့်မျိုးသားပါတီတို့ကကိုစလဲလောင်80ကျော်ဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်ပါရည် ချင်းလန်းကောင်စီချင်းပြည်အစိုးရဟာချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်ကော်မရှင်ရဲ့အတုရောင်ရွေးကောက်ပွဲဆန့်ကျင်တာစီရည်နဲ့ပြည်သူအခွင့်အရေးကာကွယ်ရေးဆိုင်ရာလှုပ်ထုံးလှုပ်နှီးကိုအတိပြုပြထန်းကြောင်းစစ်တပ်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်သူတွေကိုလည်းအရေးယူမယ်လို့ကြေညာထားပါတယ် ချင်းငင်နာအဖွဲ့ကလည်းချင်းပြည်နယ်အတွင်းက၎င်းတို့ထိန်းချုပ်ဒေသတွေမှာရွေးကောက်ပွဲမှာပူးပေါင်းပါဝင်သူတွေကိုအရေးယူမှဖြစ်ကြောင်းစစ်တပ်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းထုတ်ပြန်ထားပြီးဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်